ားလုံးပဲမင်္ဂလာပါဝါဇူလမ်းမှကျူဆူပါတယ်ဆရာကတော့ grade 12 chemistry ကိုပို့ချပေးမယ်ဆရာဒေါက်တာဇော်ဦးဖြစ်ပါတယ်ဆရာတို့ grade 12 chemistry အကြောင်းလေးနည်းနည်းလေးဆရာတို့မိတ်ဆက်လေးပြောချင်ပါတယ်အဲ့တော့ဒီ grade 12ကစနစ်သစ်နော်စနစ်သစ်ဖြစ်တာပေါ့အဲ့တော့ chemistry မှာဆိုလို့ရှိရင်ဒီတက်တူ level ရောက်မှသင်ရမယ့် စာတွေလည်းပဲဒီမှာပါနေတာကိုတွေ့ရတယ်။အဲ့တော့စာအနေထားရသုံးသက်ကြည့်မယ်ဆိုရင်အရင်စနစ်ဟောင်းဒီဆယ်တန်းနဲ့မတူတော့ဘူး။ပို့ပြီးတော့စာတွေမြင့်လာတယ်ပြောရမယ်။နော်အဲ့ဒါကြောင့်ဘီလိုပုံလေးဘီလိုပုံစံနဲ့လေ့လာသင်ယူရင်တော့ထိရောက်တယ်ပေါ့။ထိရောက်တဲ့နည်းဖြစ်မလဲဆိုတာလေးကိုကျွန်တော်နည်းနည်းလေးဒီမှာပြောလို့တာပေါ့နော်။အဲ့တော့ပရမအူဆုံးဆရာက ပြောကျင်တာကို့မှာအခြေခံရှိထားဖို့လိုအပ်တယ်။နော်အခြေခံရှိမှဆရာကဘာပြောလိုက်ရင်ဘာကိုဆိုလိုတယ်ဆိုတာကိုသဘောပေါက်နားလည်မယ်။ဟိုလွဲကူမယ်၊မြန်ဆန်မယ်ပေါ့။အဲ့တော့အခြေခံနေနဲ့ဖြည့်ထားမှာကဒီ great dan chemistry အလဲပဲမဟုတ်ဘူးနော် great dan great dan chemistry chapter 3 the electronic structure and periodic table ဆိုတဲ့ခေါင်းစဉ် chapter 3တခန်းလုံးကို ပြန်ပြီးတော့နားလည်အောင်သဘောပေါက်အောင်ဖတ်ထားရမယ်။ကြက်စရာမလို့နားလည်သဘောပေါက်အောင်။နောက် chapter 4 great dam เนาะ chapter 4အဲ့ဒါဘာလဲဆိုတော့ဆရာတို့ element တွေရဲ့ symbol တွေနောက် compound တွေနဲ့ပတ်သက်တဲ့ formula တွေနောက်ဒီနာမည်ပေးတာတွေနော်အဲနောက်နောက်မှာ the mole concept calculation အတွက် mole concept ကတိအရေးကြီးတယ်။အဲ့ဒီ the mole concept အဲ့ဒါ chapter 4မှာပါတယ်။ Now chapter 6 Great Dam ပဲနော်11မဟုတ်ဘူး။ Great Dam ရဲ့ chapter 6 Assess Base and Salt အဲ့ဒီအပိုင်းလေးပြန်ကြည့်ရမယ်။နော်အဲ့တော့အဓိကအဲ့ဒီသုံးခန်းပေါ့။နော်ဒါအခြေခံနေနဲ့လိုအပ်တယ်။အဲ့ဒါလေးပြန်ပြီးတော့လေ့လာမယ်သုံးခန်း chapter 3ရဲ့ chapter 4ရဲ့ chapter 6အဲ့ဒီသုံးပိုင်းလေ့လာ now grade 11 grade 11မှာတော့ဘယ်အခန်းအဓိကလိုလဲဆိုလို့ရှိရင်ဆရာတို့ဒီ organic ပေါ့နော် organic organic chemistry ပေါ့ hydrocarbon အဲ၃ခုပေါ့နော် alkane alkene alkyne နဲ့အနောက်မှာ alcohol ပေါ့ဒီဟာတွေလေ့လာမယ်အဲ့ဒါအဲ့ဒါအရေးကြီးတယ်အဲ့ဒါမှာအနောက်ကဒီ grade 12 chemistry ရဲ့ organic ဘိုင်းကိုချိန်မိပါပေါ့နော်အဲ့တော့ဆရာပြန်ပြောမယ်ဆိုရင် grade 10က၃ခန်း နော် grade 11ကတခန်းပေါ့နောက်ဆုံး chapter 8တခန်းအဲ့လောက်ကိုတော့ပြန်ပြီးတော့လေ့လာထားမယ်ဒါကအခြေခံဖြည့်ရမယ့်အပိုင်းလေးပေါ့နော်နောက်ဒီ grade 12ကိုဆရာတို့ဘယ်လိုပုံစံသင်ယူရမလဲဆိုတဲ့အပိုင်းလေးမှာတော့ဆရာတို့ကတော့ဒီ PowerPoint တွေနဲ့ပို့ချတာပေါ့စာတွေကလည်းပဲဒီသူတို့ရဲ့ textbook မှာပါတဲ့စာတွေပဲအဲ့တော့ဆရာတွေတွေက textbook ကိုဟိုအရှိချပြီးတော့ဆရာတို့ရဲ့ဒီ video file ကိုကြည့်ရမှာပေါ့နော်အဲ့တော့ဆရာတယောက် ကိုယ့်အရှိမတကယ် face to face တင်နေတဲ့ပုံစံမျိုးကိုနှလုံးသွင်းထားရမယ်အဲ့လိုစိတ်ထားရမယ်အဲ့တော့ကြည်လိုက်အဲပြစ်ထားလိုက်ဟိုကိစ္စဝင်ပါလိုက်ဒီကိစ္စဝင်ပါလိုက်မရဘူးတကယ်ကိုဆရာနဲ့တင်နေတဲ့ပုံစံမျိုးအလေးနဲ့ attention ထားပြီးတော့ကိုအဲလိုက်မှတ်ရမယ်လိုတာတွေလိုက်မှတ်ရမယ်ဆရာအရေးကြီးတယ်လို့ပြောတာလေးတွေအရေးကြီးတယ်လိုက်မှတ်ရမယ်အဲမမင်း file video file လေးကို pause လုပ်ပြီးတော့ကိုယ်ကတေချာလိုက်မှတ်ရမယ်အဲ့လိုမှတ်ပြီးတော့ဘာလုပ်ရမလဲ ပြန်ဖတ်ရမယ်ဆရာတို့ရည်ရွယ်ချက်ကတော့ကလေးကကိုယ်တိုင်ဖတ်တတ်အောင်သင်ပေးတာပဲဖတ်တတ်ပြီဆိုရင်ပြန်ပြန်ဖတ်ရမယ်ပြန်ဖတ်ဖို့ကအရေးကြီးဆုံးပဲအဲ့လိုပြန်ဖတ်တာကိုဖတ်နိုင်ဖို့အတွက်နားလည်သဘောပေါက်မှုကလိုတယ်အဲ့တော့ဆရာတို့သင်ပေးတာ နားလည်သဘောပေါက်အောင်သင်ပေးတာတပည့်ကပြန်ပြန်ပြီးတော့ဖတ်ဖို့ကတပည့်တောင်းပါမယ်အဲ့တော့ပြန်ဖတ်ရမယ်အဲ့တော့စာဖတ်မှစာတက်တယ်ဆိုတော့စကားတိုင်းပဲစာဖတ်ကိုဖတ်ရမယ်အဲ့တော့ ဒီမှာအပိုင်းလိုက်အပိုင်းလိုက်ဆက်လို့ရှင်းပြတယ်ဥပမာ chapter 1မှာဆို9ပိုင်းပါတယ်9ပိုင်းမှာအပိုင်း1ရှင်းပြတယ်အပိုင်း1ပြီးတာနဲ့အဲ့အပိုင်း1နောက်မှာပုံလေးစာအုပ်မှာ review question 3ပုတ်ပါတယ်ဆရာကအဲ့အနောက်မှာထပ်ပြီးတော့မေးခွန်းတွေထပ်ဖြည့်တယ်အဲ့တော့မာဆိုပါစို့ true false ဆိုရင်10ချောင်းလောက်ဖြည့်တယ်ကွက်လက်10ချောင်းလောက်ဖြည့်တယ်နောက်ဒီ multiple choice 10ချောင်းလောက်ဖြည့်တယ်ဟိုဘက်ဒီဘက်တွဲတာလေးလေးသဘောပေါက်အောင်လို့9ချောင်းစီလောက်ဖြည့်လိုက်တယ်နောက်ထပ် ညံဆက်မိကုံးလေးတွေလည်းထပ်ဖြည့်တယ်။ဒီမိကုံးလေးတွေဆရာဖြည့်ဆွတ်ထားတဲ့မိကုံးလေးတွေကိုဖြည့်ကြည့်ရမယ်။အဲ့လိုဖြည့်ကြည့်ခြင်းအပြင်ရှေ့ကသင်္ကန်းစာကိုပို့ပြီးတော့ကျင်ရက်စီတယ်နားလည်စီတယ်သဘောပေါက်စီတယ်ပေါ့။အဲ့လိုနီးလေးနဲ့ဆရာတို့လေ့လာသွားမယ်ဆိုရင်ဆရာတို့ Grade Dual Chemistry ကအခက်အခဲမရှိဘဲနဲ့အောင်မြင်ပေါက်မြောက်သွားမှာဖြစ်ပါတယ်။ဒီလေးညမလေးတို့အတွက်တန်ဖိုးရှိတဲ့နွေရာသီလေးကိုဖန်ပြီးဖို့ဝါဆိုလန်းရှိနေပါပြီ။ KG Ma Grade 12 T အတန်းတွေပြင်နွေရာသီသင်တန်းလေးတွေကိုလည်းလေ့လာနိုင်ပြီနော်။ နွေရာသီသင်တန်းတွေကတော့ပကြီအချက်ပြုတ်ယောဂ aerobics latin dance exercises daily fitness grow taller exercises မြမယဉ်ကျေးမှုက health education နဲ့အထွေထွေဘုဟုသုတစားတဲ့သင်တန်းပေါင်း၁၂မျိုးပါဝင်တဲ့ဗတ်စုံတက်သင်တန်းကွန်ပျူတာအသုံးပြုပုံနဲ့ဤပညာအကြောင်းကိုလေ့လာနိုင်မယ်ကွန်ပျူတာသင်တန်း starters movers flyers KET PET စားတဲ့ level ၅ခုလုံးကိုလေ့လာနိုင်မယ် English fluency သင်တန်း အခြေခံမှာစပြီးနီးစနစ်ကြကြလိမ့်လာနိုင်မဲ့ဂျပန်ဘာသာစကားသင်တဲ့ N5 level နဲ့အခြေခံတရုတ်စကားပြောသင်တန်းတို့ပဲဖြစ်ပါတယ်။နွေရာသီသင်တန်းတန်း15လစာကို2900ကျန်တဲ့ဝယ်ယူပြီးနောက်ထပ်သင်တန်းတန်းကိုလက်ဆောင်ရရှိမဲ့ Buy one get one free promotion ကြီးလည်းရှိနေပါတယ်။ကဲတံမိုးရှိတဲ့နွေရာသီလေးကိုဖန်ပြီးပို့ကြိုက်နှစ်သက်ရာတင်တန်းတန်းကိုအမြန်ဆုံးဝယ်ယူပြီးနောက်ထပ်တင်တန်းတန်းကိုလက်ဆောင်ရယူလိုက်တော့နော်